အဲသူတို့လာလို့ရှိရင်တော့လူကတိတ်ပြီးတော့မစီကားဘူးเนาะကျွန်တော်တို့ကြန့်ခိုင်ရေးကလူတွေွားလိုက်ပြီဆိုရင်တော့တော့စီစီကားကားစီမာသူတို့ကြန့်ခိုင်ရေးမဟုတ်ဘူးအာနာရှင်လူစုကိုထောက်ခံနေတဲ့ဘယ်ပါတီဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်သေလူစီမာအဲ့ဒီလိုက်ပို့တဲ့လူစီတာကဘလို့လူတွေသိတာတရားမှာ90ဟာအမှန်တရားကိုမြန်လို့တဲ့လူတွေဝမ်းတာလုံးတွေစုလို့လိုက်ပို့တာ မင်္ဂလာပါအာစီနန်းတော် YouTube channel ရကနေကြိုဆိုပါရယ်ဗျစစ်အာဏာရှင်လူတစုကအဓိကတော့အာဏာရှင်လူတစုက မတရားအာဏာသိမ်းခဲ့တာ1942ရက်ရှိပါပြီ2021ကနေစစ်ကောင်းဆောင်များက၎င်းတို့ကိုဂျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ 1942ရက်ရှိပြီဖြစ်ပါတယ်ဒါက people supply ကနေ everyday နေ့တိုင်းကြညာပေးနေကြပါကျေးဇူးများကြီးတင်ပါတယ်ပြည်သူများကြီးငင်းငန်းစွာဆန္ဒပြတောင်းဆိုမှုများကိုမလိုက်လျောသလိုဆန္ဒပြသူများအားစစ်ကောင်စီတပ်များကအကြမ်းဖက်ဖမ်းဆီးခြင်းဘောမာတွေတေချာနားထောင်တော့မတရားအာဏာသိမ်းတာလားမတရားအာဏာထိန်းတာလားဆိုတာကိုယ့်ကိုဂါကနာနာကွက်ကွက်ပြပြလို့ကွက်ကွက်ပြပြမလို့ဖဲနဲ့ငါတို့ဘက်ကမှန်နေမင်းတို့ဘက်ကတနက်ကင်လို့ဆိုတာဘသူကတနက်ကင်ပြီးတော့ပြည်သူလူထုကို နှိပ်စက်တာလေဘောမငါမင်းတို့တွေလည်းအန်အောလို့မစုံအာလန်ရှင်လူတစုကသူတို့ကောင်းစားရေးအတွက်လုပ်နေတာကိုအောက်ကနေထောက်တိုင်တဲ့ဘွယ်လုပ်နေတာအန်အောလို့မစုံဒါပေမဲ့ဒီလူတွေကိုအန်အောသလားမီတော့အန်အောလို့လည်းမရဘူးဘာကြတော့ဒီလူဒန်းစားကလူအစင်တန်းမမီအတိညာခြုံရွှင်းနေတဲ့လူဒန်းစားကတိတတ်တတ်တတ်ကိုရှိတာတတ်တတ်ကိုရှိလို့လေတတ်တတ်ခံရဘေးကိုရောက်သွားတာ ငြိမ်းချမ်းသောဆန္ဒပြတောင်းဆိုမှုကိုလစ်လျူရှုပြီးဆန္ဒပြသူများကိုအကြမ်းဖက်တပ်ဖြတ်လာသဖြင့်ပြည်သူများကစစ်ပညာတင်ယူပြီးလက်နက်စွဲကင်၍စစ်ကောင်စီကို ခုခံတော်လှန်စစ်ဆင်နွှဲနေကြသည်။တချိန်တည်းတွင်ပြည်သူများကစစ်အာဏာရှင်ပြုတ်ကျရေးငြိမ်းချမ်းသောဆန္ဒထုတ်ဖော်မှုများကိုပုံစံမျိုးစုံဖြင့်ပြုလုပ်နေကြဆဲဖြစ်သလိုစစ်တပ်ထွက်ကုန်များကိုလည်းတပိမ့်မှောက်နေကြသည်။ဒီရက်ပိုင်းတွင်ကျွန်တော်တို့ FNCT ကျွန်တော် YouTube channel ်ပထမပို့တွေမှာတွေ့ပါလိမ့်မယ် FNCC ဆိုတဲ့ page တစ်ခုကနေ white call လို့ပို့တာထပ်ပြီးစော်အော်တဲ့အတွက်မြန်မာနိုင်ငံတွင်းမှာတော့တိတ်မတည်သေးဘူးထိုင်းနိုင်ငံအတွင်းမှာတော့ပြောတာလို့စိုင်းနေလူပုဂ္ဂိုလ်တွေအားလုံး white call လုခံထားရတယ်ဒီရမှာမင်းတို့ကနေ့တိုင်းပဲ white call လုပ်နေတယ်ဘာကြောင့်လဲဆိုမြူမုံသေးသေးလေးကအစအဆိုင်အခဲဖြစ်လာမဲ့ကြောက်ဆိုင်ကြောက်ခဲတွေကိုကျွန်တော်တို့ကဖြည့်ရှင်းပြတ်သုံးအောင်လုပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုရင် တတိပါလာတဲ့အတွက်စနစ်တစ်ခုကိုလူတွေကဖန်တီးတာဒီလူတွေလုပ်တဲ့အရာကိုငါလို့ငါတို့ဘာကြောင့်ပြန်ပြီးတော့မဖြက်စီးနိုင်တာလဲဆိုရင်အဖြေကရှင်းပါတယ်ယိုသားစိတ်နဲ့ယုံကြည်ချက်တွေမရှိကြလို့ပဲဒီလိုယိုသားစိတ်နဲ့ယုံကြည်ချက်တွေမရှိအောင်ဘသူတွေကလှုပ်ထားလဲအဲ့ဒီစနစ်ဆိုးကစနစ်တကျလှုပ်ထားတယ်စနစ်ဆိုးကိုကင်ဆွဲထားတဲ့အာနာရှင်လူတစုက ရုပ်မာရက်ဆက်စွာနဲ့လုတ်လိုက်တဲ့အချက်ကြီးနှစ်ချက်ရှိတယ်။လောက်ခလာစာနှိမ်ပြီးတော့ကုံစေးနှုံးကို မြင့်ပေးလိုက်တဲ့အတွက်နိုင်ငံတော်ရန်စွဲကိုကာကွယ်မယ်ဆိုတဲ့တက်မတော်ကြီးတစ်ခုလုံးကိုပါသူတို့ရဲ့အထဲကိုဆွတ်သွင်းလိုက်တယ်။စာဝတ်နေရေးဆိုတဲ့အရာကိုအဓိကချုံနေထားတဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဌာနဆိုင်ရာကနေစစ်တပ်ပြည်သူအောက်ခြေအဆင့်ထိဒီအရာကိုလွန်ဆန်နိုင်ခြင်းမရှိဘူး။ ဒီအရာကိုဖြည့်ရှင်းနိုင်ခဲ့တဲ့အမေစုပြည်သူအစိုးရတက်တဲ့အချိန်မှာတော့အားလုံးပြည်ပြည်လဲလဲနဲ့ခိုးဆိုးလူ၌ကင်းစင်ပြီးလူတဦးတယောက်ချင်းမိမိရဲ့လူအခွင့်အရေးကို ရရှိပြီးတော့နေတိုင်းခေါင်းချပြီးတော့ပြပြဝက်အိတ်နိုင်တဲ့အဆင့်ကိုရရှိခဲ့ဒီလိုရရှိတဲ့အရာကိုသူတို့ရဲ့အကျိုးစီးပွားနဲ့သူတို့ရဲ့စနစ်ဆိုးကိုအတွန့်ရှည်ကြဖို့အတွက်ဘာလုပ်ရလဲအဖြေရရှင်းပါတယ်ဒီရာကိုဘောမာတွေအားလုံးတည်စေ ဂျင်တာတက်ပိမ့်နေကြဖို့လိုတယ်အဲ့ဒီအထဲမှာလဲကျွန်တော်တို့ဘက်ကပိမ့်နေတဲ့လူတွေကိုလဲကျွန်တော်တို့ကထဲ့ထည့်ပြီးပြောရတယ်စိတ်မဆိုးကြနဲ့ပျောက်ချင်းမလားပျောက်နေတဲ့လေးစားပါလေပြန်ထွက်လာပြီတချက်နားထောင်ကြည့်ရေတော့ရေးရတယ်သူတို့ပြောတဲ့စကားတွေမင်္ဂလာပါအေးပြောကြည့်ရပေါ့လေးစားပါလေဟေးဘယ်ပေရောင်းနေပြီးကြရရကျွန်တော်ထင်တာတော့ဟိုတက်တော်လေးကဟာသလိုပဲဘူးလက်ကြီးလေးစားပါလေ ဘယ်တွေရောက်လို့ဦးဝါဗာလဲအာနာရှိမဲဆန္ဒနဲ့မဲစင်းရင်ကောက်တာနဲ့ပတ်သက်ပြီးတော့ပေါက်ကေရပြောလိုက်လို့ဟိုအာနာရှင်လူစုကခေါ်ပြီးစုံးလိုက်တာစောက်ချိုးရောစောက်ွက်ကိုပျောက်သွားတော့ဟုတ်ပြန်ပေါ်လာပြီနော်โอเคဒီနေ့ကစနေနေ့ပေါ့နော်อืม it's my day တို့မရှိရကျွန်တော်တို့ COE ဆင်းနေတယ်ဗျ COE ဆင်းတော့ဒီ COE ဆင်းနေရတော့ကျွန်တော်နည်းနည်းထည့်ပြောမယ်တို့တွေရဲ့ COE ဆင်းတာအရင်လို့တဲ့အုပ်စုလိုက်ပြီးတော့ဖွဲ့ပြီးတော့လူလူပါဗော စီတန်းလှည့်လေခြင်းတွေလုတ်လို့မရတော့ဘူးအဲ့လိုလုတ်လို့မရတဲ့အရာကဘာကြောင့်လဲဆိုတော့ခင်ဗျအခုသိနေပြီအခုတို့တွေစီယုံစင်းတာနော်ဘေးမှာ body guard တွေထည့်ထားရတယ်ဘလို့ body guard တွေမနေ့ကပဲတွေ့ပါလားတောင်ကြီးတောင်တိုင်းပွဲမှာအာချောင်ပြီးတော့တက်ပြီးတော့အာတိုင်းပြည်ကြီးငင်းငန်းมาတယ်ဘာညာတရကပြောတယ်ပေါက်ကိုတော့ဘေးမှာဘေးမှာရှိတဲ့ကောင်တွေကိုကြမ်းဟမ်မျက်စိတောက်တော့ကြည့်ကြည့်နေရဘယ်ကောင်များဝင်ရှော့ကလေးဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့စီယုံစင်းနေရတာအခုခင်ဗျားတို့ကြွတော့နော်မဲနိုင်သွားမယ်မဲနိုင်သွားမယ်ကြံ့ခိုင်ရေးပါတီတက်လာမယ်မပြောချနဲ့ ူကသူတက်သူတို့လုတ်စီရရှိတာကိုသူတို့လုတ်နေတာအဲ့ဒီအစိုးရတည်းရက်တက်လာလို့ရှိရင်လက်နက်ကင်ဆွဲထားတဲ့ကျွန်တော်တို့ပြည်သူတွေဘက်မှာရှိတဲ့လူတွေကတော့ငြိမ်းခံနေမယ်ထင်သလားဟိုတနေ့ကမိုးကုတ်မှာဖြစ်သွားတဲ့မိစ္ဆာနှစ်တန်းတန်ပုံးတွေကိုခင်ဗျားတို့ကြားလိုက်မယ်ဘသူမှငြိမ်းခံတော့ဘူးဒါပေမဲ့တိုင်းပြည်သည်ဖို့ဖို့ညံ့ညက်ကြည့်ပြီးစုတ်ပြတ်တတ်တဲ့အနေအထားမျိုးတော့ရောက်သွားမယ်သူတို့တည်ပါနေတဲ့မကောင်းခြင်းမကောင်းတာကြံနေတဲ့ထိတ်ဆုံးကနေအောက်ဆုံး ဆယ်အိမ်ကောင်းအထိတဖြည်းဖြည်းချင်းတုတ်တင်ရှင်းလင်းတာကိုခံရနေမယ်ရင်မခုံကြနဲ့ကြိုက်တလို့တက်ကြိုက်တလို့လုတ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အလံလိပ်ပြီးအတံတိတ်နဲ့ပြည်သူတွေကတဖြည်းဖြည်းနဲ့သူ့အတူဘာလုတ်ပြမလဲဆိုတာစောင့်ကြည့်နေကျွန်တော်တို့ထပ်ပြီးရင်မခုံရအဓိကကကျွန်တော်တို့ ဘတ်ပြောင်းမသွားဘူးလို့တယ်အမှန်တရားတစ်ခုကိုစွဲကင်ထားပြီးဆိုရင်ယောသားစိတ်ယုံကြည်ချက်ခိုင်မာမှရမယ်ဒီလိုယောသားစိတ်နဲ့ယုံကြည်ချက်တွေမခိုင်မာဘူးဆိုရင်ခမားတို့ကြုတ်တုတ်လုတ်ခဲ့တဲ့တော်လန်ရေးဟာငငယ်တုန်းကဆော့ခဲ့တဲ့စစ်တိုက်တန်းကစားတယ်ဆိုတော့မလုပ်ကြပါနဲ့။ဘာကြောင့်လဲဆိုရင်တစ်တုံညာနှစ်ခုစစ်စင်ရေးမှာအညာသားတွေရဲ့အသက်တနိုင်ငံလုံးအတိုင်းအတာ PDS တွေရဲ့အသက်တွေအရန်ပိတ်ဆက်တာတစ်တုံညာနှစ်ခုစစ်စင်ရေးတွေမှာလားမဟုတ်ပါဘူး။ ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊နေရဘောင်းတုံမှာရှိတဲ့တိုင်းနယ်ပြည်နယ်စလေးကူမှာရှိတဲ့အာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့ PDF ကလေးတွေချီကျိုးလက်ကျိုးချီပြက်လက်ပြက်တည်ဆုံသွားတဲ့အသက်ဝိညာဉ်တွေကိုခမရတို့တစ္ဆာတရားတွေပြုပြီးတော့စိတ်ဓာတ်လေးတွေခိုင်မာကြပါလို့ပြောချင်ပါတယ်ဗျာနော်။အော်လူလူလာလာပဲဗျာ။ဘသူကလူလူလာလာ။ဒီရွာရက်ွက်တရားကျွန်တော်တို့ဒီစားလူတရားနှိပ်သဘောကျတယ်ဗျာ။လူလူလာလာပဲတဲ့။သူတို့နဲ့ပတ်ဆက် ပတ်သက်ဆက်နွယ်တဲ့6800ပေးအင်းကြီးအလကားပေးတဲ့လူဒန်းသားတွေပဲလာပြီးတော့နားထောင်ကြတယ်ဒါပေမဲ့သူတို့ပြောတဲ့အချိန်မှာနားထောင်ကြီးလာတက်နေတဲ့လူတွေကတော့တကယ်စိတ်ဝင်စားမှုရှိသလားမရှိသလားဆိုတာကိုသူတို့ကိုသူတို့သိတယ်ဒါပေမဲ့သူတို့ကသူတို့ကိုတွားပြီးတော့အပြစ်မပြောဘူးဘာကြောင့်လဲဆိုတော့ password ဟန်ဆောင်နေရတယ်ဘာကြောင့်ဟန်ဆောင်နေရလဲပြည်တွင်းမှာနေပြီးတော့ဒီကောင်တွေရဲ့မတရားခေါ်ပြီးတော့ဒီနေ့စီယိုဘက်ရှိတယ်လာခဲ့စီယိုကြီးဒေါခင်ကြီးလာမယ်ဒေါဘူးလက်လာမယ် သူတို့လာပြီးပြောမယ်နားတော့တော့နားထောင်ပါဖြစ်တော့နားထောင်မယ်ဒါပေမဲ့ပြည်တွင်းမှာရှိတဲ့လူတွေရဲ့အခွင့်အရေးကအဲ့ဒီအခွင့်အရေးကိုတို့တို့ chance ပေးဖို့လိုတယ်တွားပြီးအပြစ်ပြောလို့မရဘူးဒီပြည်သူတွေအားလုံးဗမပြောင်းမဲနဲ့ကိုယ့်ဘက်မှာအစဉ်အမြဲယက်တီနေဖို့ကကျွန်တော်တို့တပ်ဦးအစိုးရအနေနဲ့ organize အမြဲတမ်း speak out လုပ်ပေးနေဖို့လိုတယ်ဒီကြားထဲမှာကျွန်တော်တို့ကလည်း speak out အချိန်ပြည့်လုပ်ပေးနေပါမယ် ရာ300လို့စုပြီးတော့အော်200ကျွန်တော်တို့ပြောစကား200 300ရတဲ့အာနာသိန်းတဲ့အချိန်တုန်းကကျွန်တော်တို့အနီကိုထောက်ခံတဲ့လူအမေစုကိုထောက်ခံတဲ့လူပြည်သူအစိုးရကိုထောက်ခံတဲ့လူတွေဘယ်လောက်ရှိတယ်ခင်ဗျားတို့သိကြလိမ့်မယ်အာနားထောင်ကြတယ်နားထောင်ရစိတ်ဝင်စားတာပေါ့ချက်ပေါ်ရှိရရတော့ပါတီတွေတော့ရွေးကောက်ဖို့စိတ်ဝင်စားမမဒီလူနော်ကိုသိန်းကိုသိန်းပြောသလိုပဲကျွန်တော်ကိုသိန်းချက်စနုတ်ကဦးသိန်းမြတ်ပြောသလိုပဲဘူးလက်ဆိုတဲ့ တောင်ကားတယ်ဘာမှမဟုတ်ဘူးအဲ့လိုပဲလိုက်ပြီးတော့မီးရှို့တဲ့ကောင်ဒီမီးရှို့တဲ့အရာကိုဘသူကယုံလဲအဖေကဆင်းရှင်းလေးပဲသူတို့လိုပဲအယိုးကိုက်နေတဲ့လူတန်းစားတရက်ကပဲယုံတယ်အဲ့ဒီလူတန်းစားကတော့နော်ထွီဆိုပြီးသရွေးနဲ့ဝိုင်းထွေးတော့တည်တဲ့လူတန်းစားဟိုဆိုပြီးပြောတဲ့ပါတီတွေရှိတယ်အဲသူတို့လာလို့ရှိရင်တော့လူကတိတ်ပြီးတော့မစီကားဘူးเนาะကျွန်တော်တို့ကြက်ခိုင်ရလူတွေွားလိုက်ပြီဆိုရင်တော့တော့စီစီကားကားနဲ့စီမာတို့ ကြမ်းခံရေးမဟုတ်ဘူးအာနာရှင်လူစုကိုထောက်ခံနေတဲ့ဘယ်ပါတီဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်သေလူစီမှာအဲ့ဒီလိုက်ပို့တဲ့လူစီတာကဘလို့လူလေသိတာတရားမှာ90ဟာအမှန်တရားကိုမြန်နိုးတဲ့လူတွေဝမ်းတာလုံးတွေစုလို့လိုက်ပို့တာပို့ရတော့မှဒီကောင်လေးအာသုဘောက်မပူနဲ့အဲကျိုးဆိုတာတွေ့တယ်ဒါကြောင့်မို့လူကျွန်တော်တို့တက်ခိုင်တဲ့ပတ်သက်ရင်လူတို့ကစိတ်ဝင်စားတယ်။စိတ်ဝင်စားတာပေါ့။ကြံတဲ့ပါတီတွေတော့ဘလို့ပောက်ကြရတွေပြောပောက်ကြရတွေလုတ်ပြီးတော့ခိုးမလဲတော့ဥပမာဗျာ လမ်းတချမ်းကင်းအောင်သိန်းလေးတို့တည်ရမှာနော်ဟောငါလူကြီးယာနဲ့ချီပြီးတော့တက်ရောက်တာတော့မတွေ့ရအောင်အဲဒါဒါသူတို့လာသူတို့စီမာမဝင်ရကြတဲ့အတွက်ကြောင့်ဘလို့လူတွေဟာတဲ့နိုင်ငံရေးကိုစိတ်ဝင်စားဘူးလို့အဲ့လိုပြောတဲ့ပြောနေကြတာကျွန်တော်ကြားတယ်ကျွန်တော်အမြင်ကအဲ့လိုမဟုတ်ကျွန်တော်အမြင်တော့ဒီအခုဒီရုပ်ရှင်တရုပ်ဆောင်နေနဲ့တရုပ်ဆောင်မဲစားဒီကောင်ခေါ်ပြီးတရုပ်ဆောင်ဖိုင်မကောင်းဘူးလားဟမ်ဘာလို့ဒီကောင်တရုပ်ဆောင်ကောင်းလဲတခြားကြီးကြီး ဟိုကျွန်တော်တို့သွားရင်ຢာနဲ့ခြီးပြီးတော့လာတယ်လာပြီးတော့နားထောင်ကြတယ်အဲ့လားဟိုသူတို့ကြိုက်ရင်လက်ခုပ်တီးတယ်မကြိုက်ရင်ငြိမ်ငြိမ်နေတယ်အဲ့ဒီပုံအဲ့လက်ခုပ်တီးတဲ့လူကြီးရေနဲ့လက်ခုပ်မတီးတဲ့ငြိမ်ငြိမ်နားထောင်တဲ့လူကြီးရေဘယ်လူကြီးရေများလဲဆိုတော့စတန်းရောသူချပြရင်ရတာဟုတ်တာပေါ့နော်ဟိုဟိုဒါကြောင့်မို့ကျွန်တော်တို့သွားရေစိတ်ဝင်စားလာနားထောင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေဟာအဲစိတ်ဝင်စားတယ်လို့ ပြောရမယ်အဲ့တော့ကျွန်တော်ကအဲတစ်ဆင့်တက်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်အဲတိုက်ခိုင်ရေးပါတီကိုလူတို့ကစိတ်ဝင်စားတယ်တိုက်ခိုင်ရေးပါတီရဲ့ပြောစကားတွေကိုလူတို့ကတိုက်ခိုင်ရေးပါတီကိုလူတို့ကဘာကြောင့်စိတ်ဝင်စားသလဲဆိုရင်လူစိုးတခိုးပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းမဲ့ကောင်တွေတက်လာရင်ငါတို့ဘာများဖြစ်မလဲဆိုပြီးတော့စိတ်ဝင်စားနေကြတာသူတို့မသိတဲ့အရာကပြည်တွင်းမှာရှိတဲ့နိုင်ငံလူနိုင်ငံသားတွေကနောက်ပွေးမိမှုကြောင့်မှဓာတ်ပွေးနေတယ်ဆိုတာပေါ့ပဲအားထောင်ခြင်းတယ် ်အဲကျန်တဲ့ပါတီအဲစကားပြောမယ်ဆိုရင် လူမလာတာကအဲသူတို့ပါတီပြောတာကိုနားမထောင်ခြင်းလို့ဖြစ်လိမ့်မယ်အဲအကြောင်းမို့လူတွေအားလုံးသိမ့်ကြုံပြီးတော့နိုင်ငံရေးစိတ်ဝင်စားဖို့လို့ပြောလို့မရဘူးအဲကျွန်တော်တို့ကတော့လူတို့ဟာဒီလောက်မညံ့ဘူးလူတို့ဟာအဲနိုင်ငံရေးကိုစိတ်ဝင်စားတယ်လို့ကျွန်တော်ကမှတ်ယူပါတယ်အဲဒါပေမဲ့အနီဘောတွေတော့မရှိဘူးပေါ့နော်နီဘောတွေတော့မရှိတော့ဘူးနီဘောနီဘောဒါကျွန်တော်ပြန်တော့နီဘောနိုင်ငံကိုပြောရတာမသိဘူး ။ရ3နေရာကိုရောက်သွားပြီ။တနေရာပြပမှာတနေရာကထောင်ထဲမှာနောက်တနေရာကတော့ဟဲ့လာတော်ထဲမှာပေါ့နော်။ပြပမှာရဲ့ထောင်ထဲမှာရဲ့တော်ထဲမှာရဲ့ဒီလူတွေဘာကြောင့်နေနေလဲဆိုတာတော့ခင်ဗျားတို့တို့တို့ပြည်သူတွေပဲသိနေမယ်။အာမွေပြီးတော့အာနာရှင်စနစ်ကြောင့်စနစ်တကျနဲ့ကျွန်တော်တို့စီစဉ်နေလို့ပဲ။ အဲသူတို့ကတော်လေးတော့ဟိုတော့သုံးနေရာရောက်သွားတဲ့ခါကျတော့ညီဘိုးတွေကတော့မြေပြင်ပေါ်မှာတော့မရှိတော့အဲတချို့ဟိုအဲလာညီဘိုးတွေကမြေပြင်ပေါ်မှာမရှိပဲသုံးနေရာရောက်တယ်ဆိုရင်မင်းရဲ့မိုးကုတ်မှာတန်ဘုံတီးပြီးတော့မိစ္ဆာနေတဲ့အတန်တွေရောသူမကြားလေရော့သလားမကြားကြည်အောင်ဆောင်ပြီးတော့ပဲဖြာကြသလားပေါ့ဟိုတချို့အဲဖြာလို့ခြင်းတော့ဘက်ကဂရောင်းသွားတော့ဘက်ကဂရောင်းမှာဖြာကောင်းတယ်ပြောတယ် ရီယိုဟာ NDO ဝင်းရံကတဲ့လူတွေတောင်မှကျွန်တော်တို့တက်ခိုင်ရင်ကြီးဝစ်ပြီးတော့အခုကျွန်တော်တို့ ਨੇ တကယ်စစ်စစ်မှန်မှန်ရှိရင်ရှာကြည့်တယ်မှာမလေးကကျွန်တော်ဗီဒီယိုဖိုင်တစ်ပိုင်းတွေ့တယ်ဆိုင်ကယ်တွေနဲ့အိန္ဒိယမှာဟာတရရတာဆိုင်ကယ်တွေနဲ့စီတန်းလှည့်လေတာအနီဆိုအနီဝစ်လိုက်တယ်အစိအစိမ့်ဆိုအစိမ့်ဝစ်လိုက်တယ်ဘာလို့လဲတရားအဲ့အနီတွေစီတန်းလှည့်လေတဲ့အချိန်တုန်းကစီဆိုင်မှာစီအလကားပေးတယ် โอเคตัวနေရာတော့မဝင်ရတယ်ပါတီ30မှာနေဝင်ရပြီးတဲ့ပြီးရောစီထုတ်ပြီးရောင်းစားတဲ့တူအေးဒီလိုလူဒန်းစားနေတယ်မြန်မာနိုင်ငံအတွင်းမှာရှိတယ်တိုးပေမဲ့တော့ညာလေအမှန်တရားကိုမျက်ကွယ်ပြုတဲ့လူဒန်းစားတော့အခုချိန်ထိရှိသေးဘူးချိတဲ့လူကတော့ဘယ်လိုလဲဆိုတော့ဒီကောင်းနေလိုမျိုးချိပရင်ဦးနှောင်းနဲ့ကို့အခွင့်ရေးပဲကို့လူကျင်တဲ့လူဒန်းစားတိုက်ပဲရှိတယ် ဟလာလက်လေတွေဟာဒီကိုလိုက်နေတယ်တွေ့ရတယ်စိုက်မုတ်တင်ခွဲဒီမှာဝန်းရံတော့တွေ့ရတယ်ဆိုတော့ဏီပိုးတွေဏီပိတ်တွေကတော့ဏီကုန်းချုပ်သွားပြီလို့ပြောရမယ်အာသူတို့ကတော့ဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာဘယ်တော့မှပြန်လဲရှင်းတန်းထမြောက်လာမှာမဟုတ်တော့ဘူးလို့ကျွန်တော်အနေနဲ့ပတ်ယူတယ်။သူပြောတဲ့စကားတော့မှတ်ထားနော်ပြန်လဲရှင်းတန်းအထမြောက်မှာမဟုတ်ဘူးလို့ပြောတယ်။အဲကဲ okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒေါ်စန္နာမင်းပါတီတို့ တသက်ခိုင်ပါတီတို့ဘာကြောင့်အနာကြမှာတိဖြုတ်တယ်လဲအဲ့ဒါအဖြေပဲနော်ကျွန်တော်ဒေါက်တာနာမင်းတို့ဒေါက်တာတခိုင်တို့ကြိုက်လို့လားဆိုမကြိုက်ဘူးနော်တတိပါနေတဲ့ပြမကြိုက်ဘူးကိုအကျိုးစီးပွားကိုပဲဥတည်နေတဲ့ကျွန်တော်တို့ဘက်မှာတတိပါတဲ့လူတွေတတိပြတ်သွားတဲ့အခါအာနာရှင်ကိုပြေးပူပေါင်းတယ်အဲ့တော့ဘာလုပ်လဲအဖြေကရှင်းရှင်းလေးပဲဒီအဖြေဒီအားလုံးကိုခင်ဗျားတို့ကြွတော့အားလုံးသိလို့လို့တယ်အဲ့တော့ဒီရက်ထဲမှာမိုးကုတ် TNL ကငိမ့်ဥပါလေး အပြစ်ခတ်ရဆဲရစာချုပ်ထုတ်လိုက်တဲ့အတွက်မိုးကုန်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေမှာအများအများဆုံးရင်ခုန်နေကြတယ် TNL စီဦးစီးချုပ်ကမနေရနေကြုံရထားတဲ့ကျွေးကြော်စံတစ်ခုရှိတယ်ဒီကျွေးကြော်စံနောက်နေ့ကျရင်ကျွန်တော်ရွတ်ပြပါမယ်အဲ့ဒီနေရာမှာမိုးကုတ်ကိုစက်တက်ကတိန်းလို့ရလာမရလားဆိုအဲ့ဒီနေရာမှာကြက်စားနေတဲ့ကျွန်တော်တို့မိုက်ခဲ MPD မြင်းကြံနဲ့မဟာမိတ်တက်တွေအများကြီးရှိတယ်ဒီထဲမှာကျွန်တော်ဘုံမိုက်ခဲကို ရွေးပြီးတော့ Michael Revolution လုပ်ပြမယ်နော် What you brave for that will make the pain ဥဆောင်နေတယ်လူငယ်တွေဥဆောင်နေတဲ့ခေတ်မှာလူငယ်တွေဟာစိတ်တက်အားမကြဘဲနဲ့ရှစ်ဆက်သွားနေတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့သဘောထားစိတ်ကိုဘယ်လောက်ထိပြင်းပြတယ်ဘယ်လောက်ထိစိတ်ရှိနေတယ်တော်လန်ရေးတွေအာနာရှင်စနစ်ကြဖို့စိတ်ရှိနေတယ်ဆိုတော့မီဒီယာတခုနဲ့အင်တာဗျူးရရှိတယ်တစ်ချက်နားထောင်ကြည့်ပါ အဲ့တော့ဒီဘိုမိုက်ခဲကိုဒီစစ်တက်ကပေါ့နော်တကယ်လို့ဒါဘိုမိုက်ခဲကိုစစ်တက်ကဒါရွေးကောက်ဝယ်ပြီးတဲ့အချိန်မှာဒါညှိနှိုင်းမဲ့ဘာညာဒါမှမဟုတ်ရွေးကောက်ဝယ်မတိုင်ခင်ပေါ့နော်အဲ့ဒါညှိနှိုင်းမဲ့ဘာညာဆိုရင်ရောဘိုမိုက်ခဲဘက်ကဘယ်လိုဆုံးဖြတ်မလဲပေါ့ညီအစွန်တော်ပြောပြီးသားပေါ့နော်ညီစစ်သားဆိုတော့စစ်သားစကားပဲပြောကြတာပေါ့ညီတို့ကဒေါင်းမျိုးတွေဗျအသေးခွတ်မှာတေးဒေါင်းမျိုးတွေဗျအသေးခွတ်မှာလေဒီဆိုတာမရှိဘူးအသေးခွတ်မှာရှင်းရှင်းလေးပဲ အတိရဲခံလိုက်မယ်ဗောနောရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခုတ်လေနော်နိုင်အောင်ခုတ်အတိရဲခံလိုက်မယ်ညီတို့ဘယ်တော့မှညှိနိုင်မှာမဟုတ်စကားဝိုင်းမှာညှိနိုင်မယ်ထဲမှာတော့ညီတို့ဗောနောအညာတက်ရင်မဟုတ်ပါဘူးဗောနော PDF ဗောနော PDF တက်တရားလုံးအဲအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲဗောနောအဲ့တော့ကြတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ကတောင်းမျိုးလေးဖြစ်တယ်အသေးခွတ်ပါဗျအဲပြီးတော့ကြတော့ဗောနောတိတ်ပြီးတော့လေဗောနောအခြားဒီဆေးဥစုနဲ့ပတ်သက်ပြီးတိတ်ပြီးတော့လေအပြောင်းလဲတွေဓာတ်ကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျ တိတ်ပြီးတော့လဲစိုးရင်စရာမလိုဘူး။ဘာကြောင့်လဲဆိုတော့အခုကနေကပေါ့နော်ကျွန်တော်တို့ဒီအာဆီယံနိုင်ငံအပါအဝင်ပေါ့နော်ဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်ကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာပဲ။အခုလည်းရှုထားတာပဲဘယ်သူပါကူညီလို့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲလေအခုအခုလည်းကျွန်တော်တို့လက်လူရှုထားတာပဲကျွန်တော်တို့ကဒါဥပဒေတွေရတည်ရမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့လာပြီးရောမယ်တစ်ချက်ကြည့်လို့လေဗျအခုချိန်ထိလည်းမကြည့်ခဲ့ပါဘူး ပြင်းလေးပဲတကယ်တော့ကဘာကူလာတမကလို့ဖွဲ့စည်းမျိုးတော်မှာမရှိသင့်တော့ဘူးလို့ညီရထင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ရရဟုတ်တယ်ဟုတ်တယ်ကုလသမဂအဖွဲ့စည်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရက်ကထရန့်ကမေကွန်းထုတ်ထားတဲ့ဗီဒီယိုဖိုင်တွေလည်းထွက်ထွက်လာတယ်ဟုတ်တယ်ပြောရမယ်ဆိုရင်တော့မခုကတော့အားနာပါတယ်သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးရင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတဲ့အနေထားတွေပဲဟိုတော့ပြောနေတာတကယ်လက်တွေ့ကြကြသူတို့မှလုတ်ပြီးနိုင်တာဘာမှမရှိဘူးဗျမှန်တယ်ဗျကိုယ်နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ပြည်တွင်းစစ်အရေးဟာ ကိုယ်နိုင်ငံရေးပဲအဲ့ဒီအရာကြောင့်ဒေါအောင်ဆန်းစုကြည်ခဏခဏပြောတဲ့စကားရှိတယ်။ဗားလေပြည်သူသားလင်အထက်ပြည်သူညီညွတ်နေရင်အာနာရှင်လူတစုကတောင့်ခံနိုင်စွမ်းမရှိဘူး။အခုလည်းတောင့်ခံနိုင်စွမ်းရှိမရှိဆိုတာကလက်တွေ့ပဲ။ကျွန်တော်တို့ဒီလိုအချိန်အခါမျိုးမှာကျွန်တော်တို့တပ်ဦးစိုးရကလည်း2025မှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရမယ်ဆိုပြီးပြောထားတယ်။ ASEAN အနေအထားနိုင်ငံတကာအသုံးသက်ချက်နိုင်ငံတကာရဲ့လက်မခံတဲ့အတိုင်းဒီရုပ်ောက်ပွဲကိုလက်မခံတဲ့အတိုင်းကြရကျွန်တော်တို့ဘက်မှာနော် ထောင်နှခမ်းဝကိုနင်းနေတယ်လို့ပဲတစ်ချက်မှားတာနဲ့အာနာရှင်ကပြုတ်ပြီပဲကျုပ်တို့အဲ့ဒါကြောင့်မလို့ကျုပ်တို့ဘက်မှာရှိနေတဲ့လူအင်အားစိတ်ဓာတ်အင်အားယောသားမှုယုံကြည်ချက်တွေကပျက်စီးသွားလို့မရဘူးပြဒါကြောင့်မလို့ဒီလူငယ်တွေကတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတိုက်ပွဲလဲဝင်နေရတယ်ပြည်သူတွေအပေါ်မှာသူတို့ကိုယ်တိုင်လဲစိတ်ဓာတ်တက်ကြွအောင်ဥဆောင်ဥရွက်နဲ့ organize ပြန်ပြီးတော့လုပ်နေကြတဲ့အနေထားတွေဒီအရာကိုပြည်သူအားလုံးရဲ့ရင်ထဲမှာအာနာရှင်စနစ်ဟာကြာကိုကြာရမယ်ဆိုတာကိုစိတ်ထဲမှာမှတ်ထားဖို့လိုတယ်ဗျဘာမှလည်းလုပ်မထားဘူးပြီးရင်ပေါ်တော့အဲ viewer မြောက်တဲ့ viewer မြောက်ပေါ်တော့ဘလို့ခင်းချင်းမျိုးလုံးဝမလဲဆိုတာပူပူလင်းလင်းပေါ်တော့ညီရှိမှပြောခဲ့သလိုပေါ့ညီတို့ဒီအညာဘက်မှာတကယ်တမ်းတော့ကြီးစံနေတဲ့နယ်မြေကိုရယူသွားတာဆိုတာထက်ညီတို့အသက်တွေချွေးတွေတည်းတွေလူငယ်တွေရဲ့ပေါ်တော့ကုလအင်္ကာတွေကိုစွန့်လွတ်ပြီးရောဒီနယ်မြေတွေကိုရအောင်ယူခဲ့ရတာဖြစ်တယ်ဗျာ အဲတခါတလေကြတော့ဗောနောညီတို့ကတော်တော်လေးစိုးတယ်ဗျ viewer မျိုးလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုံးမဲ့နေ့ကိုတတိယ line တို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ဂျုံးပလိုက်တော့အဲ့လိုမျိုးဂျုံးပါရအဲ့လိုမျိုးဂျုံးမှုဆိုရင်တချို့မေးခွင်းနေရဗောနောညီတို့ကညီတို့ကိုမေးရမယ်ဆိုပါတယ်ညီတို့ရဲ့စိုးရဖြစ်တယ်အင်ဂျီကိုမေးရမယ်ဗျဥပမာမေးပြီနော်ဒါကတော့မေးတင်တယ်လို့ထင်တယ် နေပြောမယ်ဆိုခုချိန်ထိညီတို့ကို AMG ကလောက်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 ပေါ့နော်ချပေးထားတာဘာမှမရှိသေးဘူးအဲ့လိုမျိုးပေါ့နော်သူတို့ကိုမေးရမယ်မင်းတို့ရောဘာဖြစ်ရှင်လို့ဆိုတော့တခါလေညီတို့ကပြန်မေးချင်တာပေါ့နော်ခုအစိုးရကိုအဲဆရာတို့ဘယ်လိုလုပ်ချင်လဲပေါ့အဲ့လိုမျိုးပြန်မေးရဘာလို့ခုချိန်ထိကအားလုံးကပြည်သူအားနဲ့ကုတူကိုထားပဲယုံနေရတာပေါ့နော်ကျွန်တော်အစိုးရရဲ့လမ်းညွှန်ချက်ဆိုတာမပါသေးဘူးခုချိန်ထိကိုမပါသေးရ ဘောနော်ကျွန်တော်တို့ကလိုင်းပေါ်ကနေပြောပဲနော်ဘာဖြစ်တင်ပါလဲညာဖြစ်တင်ပါလဲဘယ်လိုလုပ်ပါမလဲထွေထွေထူးစစ်ကြီးလုပ်ပါမလဲခံနေရတာပဲဘာထွေထွေမှထူးစစ်မဟုတ်ကျွန်တော်တို့ထွေထွေခံစစ်ကြီးလုပ်နေရတယ်အခုချိန်ကြီးအဲ့တော့ကြတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ထွေထွေထူးစစ်လုပ်ပါလားတကယ်လုပ်ပါလားရတယ်အသက်ပေးမဲ့ကောင်တွေအစင်တင်မဲ့ကျွန်တော်တို့ပေါ်တယ်အာအသက်ပေးမဲ့ကောင်တွေအစင်တင်မဲ့ထပ်ပြောရတယ်ပေါ်တယ်နော်အဲ့ဒါကသူတို့ကအလကားမရဘူးနော်သူတို့အလကားမရတဲ့အသက်တွေကိုအာနာရှင်စနစ်သာကြာရှုံးရင် ရှုံးချရှုံးမှုအဓိကကိုပဲသူကဥတည်ထားတာကျွန်တော်ကပြန်ပြီးလေးစားရမယ်ကျွန်တော်တို့တက်ရပိုင်းရတဲ့ဆိုရင်ညမှာလူပေါ်တယ်တရဲတဲ့ကောင်နေအများကြီးရှိချရမယ်ကျွန်တော်တို့ကအပြတ်ချဒီဘွဲကရှုံးလို့မရတဲ့ဘွဲမဟုတ်ဘူးဗျာနိုင်မှတော့ဖြစ်မယ်ဘွဲရှုံးတယ်ဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်နေဖြစ်တယ်အဲ့တော့ကြတော့အဆုံးထိတိုင်ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးပါမို့အမြင့်ကပါလှန်ပလိုက် ရှင်းရှင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတာကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြာလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ခေမျိုးကိုရအောင်ကျွန်တော်တို့ပြန်လှုပ်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့အမြင့်ကလန်ရမှာဖြစ်တဲ့အတွက်တခါလေလန်မှုအားတော့ရှိဖို့လိုတယ်ကျွန်တော်တို့အစိုးရလိုသတ်မှတ်ထားတဲ့အစိုးရဒီလိုမျိုးဖြစ်သင့်ရောလားဆိုတာကျွန်တော်တို့ကတခါလေဒီ Zoom meeting ထဲမှာပေါ့နော်အဲ့လိုအစိုးရဘိုင်းကလူတွေကိုထဲဖို့တော့လိုတယ်ဗျတခါတည်းကြတော့လေသူတို့ပြန်မေးဖို့တော့လိုတယ်ဘာကြောင့်လဲဆိုတော့သူတို့ပုံမှာအများကြီးမှုကြီးပါတယ်ဟုတ်ဒါအမှန်တရားပါပဲ ီလိုအမှန်တရားမျိုးတွေကိုတစ်ခါလေးကြရင်ကျွန်တော်တို့ဘက်ကချပြတဲ့အခါကြရင်ကျွန်တော်ထိခိုက်ရှောက်တယ်မှာဖြစ်နေပြတကယ်သူတို့ဘာလို့ကျင်တာလဲဘာဖြစ်ကျင်တာလဲကျွန်တော်တို့ပြည်သူတွေကတော့ဘာလို့ကျင်တာလဲဘာဖြစ်ကျင်တာလဲအစိုးရတရက်ကနေအောက်ဆုံးအထိဘာလို့ကျင်တာလဲဘာဖြစ်ကျင်တာလဲအာနာရှင်စနစ်ကြကျင်နေဆိုရင်တခါတလေကြရင်အမှားအမှန်တရားတော့အမှန်တရားဒါပေမဲ့အမှားတရားတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကထွက်ပြီးတော့ပြောရဲဆိုရဲပို့လို့လေဒါမှလွတ်လပ်မြတ်တပ်ပြီးကြီးပြည့်စုံတဲ့ လူခွင့်ရေးအပြည့်စုံရအောင်အဲ့ဒါနဲ့ပတ်သက်ပြီး MBD အဖွဲ့မှရှိတဲ့ကလေးတယောက်သူပြောထားတဲ့ဗီဒီယိုဖိုင်ရှိတယ်တစ်ချက်နားထောင်ကြည့်ကိုချင်းစာတရားအပြည့်နဲ့နားထောင်ကြည့်တို့ဘလို့စိတ်မျိုးတွေနဲ့ဒီအာနာရှင်စနစ်ကိုကြကြင်တာလေဘလို့စိတ်မျိုးတွေနဲ့ဒီတော်လိုင်းကြီးတွေကိုဝင်ပါလာတယ်ဖိလိတဲ့ဘာကြောင့်ဖိလိလို့ခေါ်လဲသူပြောပါလားနားထောင်ကြည့်ရှေ့ဘော်တော်လိုင်းကိုဘလို့ဆက်လုပ်ကြတယ် ကျွန်တော်အာနာမသိငင်ရကျွန်တော်သင်္ကန်းဝှက်ခဲ့ပါတယ်။ဟောသင်္ကန်းဝှက်ခဲ့ပါတယ်။အာနာလေးစသိင်ပြီးတော့ကျွန်တော်တန်မုံနေစတည်တဲ့အချိန်မှာကျွန်တော်ကိုယ်ဝှက်နဲ့ဆန္ဒထွက်ပြခဲ့ပါတယ်။ဆန္ဒထွက်ပြခဲ့မှာဆန္ဒပြလို့များတဲ့အချိန်လေးကြီးရောက်သွားတော့ကျွန်တော်ရင်တော့တပိတ်ကန်ခဲ့တာပေါ့အခုတော့ဂန်းကန်နေရပါတယ်။အသက်အရွယ်အပိုင်းခြားရကျွန်တော်အမြင်ပြောရင်16 18ပဲရှိဦးမှထင်ပါတယ်။ကိုယ်ရင်ဝှက်နဲ့ဆန္ဒပြပြီးတော့ ကောင်းကောင်းမွန်မွန်ဆန္ဒပြတဲ့အတွက်အာနာရှင်ကစနစ်တကျရုံမာလို့ဂန်းကင်တဲ့အဆင့်ကိုရောက်လာတယ်။ရဲဘော်မြင်းညံဘလက်တိုက်ကအဖွဲ့ကိုဘယ်လိုရောက်လာတာလဲ။ကျွန်တော်စနုကတော့ဆရာဦးတူကျွန်တော်တို့တင်လန်းဆရာဆရာဦးတူနဲ့ချိန်ပါတယ်။ချိန်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဆရာမိုက်ခဲကိုထပ်ပြောပြီးတော့ကျွန်တော်သင်ကန်းဝင်းနဲ့ဒီကမ်းမကြီးကိုလာခဲ့ပါတယ်။ဒီကမ်းမရောက်တော့ကျွန်တော်သင်ကန်းချုပ်ပြီးတော့လူဝင်လဲပြီးတော့ဒီမြင်းညံဘလက်တိုက်က MD တက်ဖွဲ့တွေဝင်ရောက်ပြီ။ ုင်းတစ်ခေတ်မှာလူငယ်တွေဥဆောင်လို့ဖြစ်ပျက်လာတဲ့တော်လန်ရေးကြီးကိုဒီလူငယ်တွေဘလို့တွေပိဆက်ထားလဲဘလို့စိတ်မျိုးတွေနဲ့ရည်ရွယ်ချက်ရှိရှိနဲ့အာနာရှင်စနစ်ကိုပြတ်သုံးစေချင်တာလဲဆိုတာလူငယ်တဦးတယောက်ချင်းဒီတိုင်းကိုရုပ်ရှင်ရိုက်လို့ရတယ်အခုဆိုရင်ကရင်ပြည်နယ်ဘက်နေရာတိုင်းမှာပါမိုင်းထီလို့ခြိပြက်လက်ပြက်ဖြစ်နေတဲ့ကလေးတွေအများကြီးရှိတယ်ကိုချင်းစာတတ်ကြပါတယ်ဘန်းစကားနဲ့ပြောရင် လိပ်ပြလုံကြပါစေ။ဒီပေါ်တိုင်းပေါ်တွေ့ကြတဲ့မရိယာရတာရှင်ကြောပါဦး။ဒီတော့မရိယာရှိရတော့ငိမ့်သာနေပွဲပါဗျာ။နေနာညီဘွဲမှာကျွန်တော်တို့ဆရာနိုင်တီရဲ့ကကျွန်တော်ရဲ့ကျွဲကြီးရဲ့ကိုလမ်းပြဆောင်ခိုင်းနေတယ်မှာကျွန်တော်တို့စနော်ကစောခဲ့ပါစောပြီးနောက်ပိုင်းမှာဖိကင်လဲကျသွားတဲ့အချိန်မှာဖိကင်ဒူးမှန်ပြီးလဲကျသွားတဲ့အချိန်မှာကျွန်တော်တို့ရှစ်တက်ပြီးတိုက်ခဲ့တယ်တိုက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့အရာတွေကိုမတ်တရဖြစ်ခဲ့ပါတယ်မနိုင်မချင်းတိုက်မှာလို့ ကျွန်တော်ကတော့ပြောမှာနိုင်မချင်းတိုက်မှာနိုင်မချင်းတိုက်နေတယ်နော်ဒီဘောလက်လုပ်လက်နေတိုက်ကိုဝင်ရတဲ့ပုံမှာပြောနေတယ်ကျွန်တော်တို့ကလက်လုပ်ပဲကင်ပြီးတော့ခွေးတွေကိုညီကက်ဝင်လဲစော်ရဲတယ်စကန်းနေလဲသိနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီဒီလက်လုပ်လေးကင်းနေရလို့ကျွန်တော်တို့စိတ်မပြတ်ပါဘူးတစ်ချိန်ချင်းကျတော့မောင်းမြန်နေကင်ရမှာပါတို့အတင်းထားပါလေမောင်းမြန်ကင်မှုအတွက်မောင်းမြန်တိုင်းမောင်းမြန်ကင်ပြီးတော့ရင်ကျွန်တော်တို့စကန်းနေလိုက်သိမ်းပါပါ တော်ဘောလုံးသမားဖြစ်ချင်ပါတယ်ကျွန်တော်ကဘောလုံးသမားဘာလို့ဖြစ်ချင်တာလဲဆိုတော့ငယ်ငယ်လေးကနေကဘောလုံးဝါသနာပါတာဆိုတော့ဘောလုံးသမားဖြစ်ကြာဦးပြီလေးကိုကျွန်တော်ကြိုက်ခဲ့တာ2023လောက်ကချယ်ဆီကိုပြောင်းရွှေ့လာတာအဲ့ပြောင်းရွှေ့လာတဲ့အချိန်မှာကျွန်တော်ချယ်ဆီဘွဲကျွန်တော်ချယ်ဆီဖန်တယောက်ပဲချယ်ဆီဘွဲတွေနေတိုင်းကြီးပြတဲ့အခါမှာအဲ့ကြာဦးဖီလစ်ကိုကြာဦးဖီလစ်ကိုနီးပြပွဲထုတ်တဲ့အခါမှာကျွန်တော်ကြာဦးဖီလစ်ကိုကြိုက်သွားပြီးတော့ ကျွန်တော်ဒီဒေါ်လာကြီးထဲမှာလဲရဲဘော်ဖီလစ်လို့ပေးတာပါတယ်ဂျာဟုတ်ဖီလစ်ကိုကြိုက်လို့ဘေးလို့တွေမင်းတို့လက်ရောက်လာတော့မှာလို့ဂျာတော့ဘူးလို့လူအောင်တာပြေးတာတော့လို့ဂျာမေးဆိုတာသိရမလားလို့ဘေးလို့ခေတော့မှာပြေးတာဂျာမေးဆိုတာသိရမလားတဲ့ကျုံးွားနေတာကျုံးွားတန်မဟုတ်ဘူးတကယ်လက်တွေ့လုံနေတဲ့အဖွဲ MPD တကယ်လက်တွေ့လုံနေတဲ့လူငယ်တွေရှိနေတယ်အသက်ကိုဈေးရောင်းတော့မဟုတ်ဘဲခပ်ပေါ်ပေါ်နဲ့ပေးပြီးအာနာရှင်စနစ်သာကြောက်ကြရမယ်နောက်လာမဲ့မျိုးဆက်တွေအာနာရှင်စနစ်စိုးကို27မှာငါတို့တွေဝိုင်းဝန်းတိုက်ထုတ်ကြသည်ဆိုပြီးတော့စာအုပ်ထဲမှာတော့တွားကြည့်ခိုင်းနေတဲ့ MPD Michael